အခုတွေးမြင်နေရတဲ့မိန်ကလေးဟာသူမနဲ့အရန်ကိုမှခင်မင်နဲ့အသက်၁၄နှစ်အရွယ်ကလေးမလေးကိုလိန်ခေါ်ပြီးထောင်ထွက်တစ်စိမ်အမျိုးသားတစ်ယောက်နဲ့ပေးပြူးခြင်းခဲ့ပါတယ်။အကြောင်းကတော့သူမအဲ့လိုမလုပ်ဘူးဆိုရင်အဲ့ဒီထောင်ထွက်ဟာသူမကိုအတင်းအာဓမပြူးခြင်းမဲ့လို့ချိန်ချောက်ခဲ့တာကြောင့်သူမဟာတရက်ခန့်ဖြည့်သူထောင်ထွက်ရဲ့ခိုင်းတဲ့အတိုင်ကိုလှုပ်ခဲ့ရတာဖြစ်တယ်လို့သိရပါတယ်။ ဖြစ်စဉ်မှာတော့ထိုင်းနိုင်ငံချင်းရိုင်မြို့နယ်စန်းဆိုင်ကြီးရွာမှာနေထိုင်တဲ့အသက်18နှစ်အရွယ်နန်းဆောင်ဖိမ်ဆိုတဲ့မိန်းကလေးကို ထိုင်းရဲတပ်ဖွဲ့မှတွေးဆောင်ဖျားယောင်မှုလိမ်မိုင်းဆိုင်ရာလိန်လယ်မှုတို့နဲ့သူမနေထိုင်တဲ့အိမ်မှာတွားရောက်ဖမ်းဆီးခဲ့ပါတယ် ဖြစ်စဉ်နဲ့ပတ်သက်ပြီးထိုင်းတည်င်းမှပြောတာကတော့အသက်၈၈နှစ်အရွယ်နန်းဆောင်ဖိမဆိုတဲ့မိန်းကလေးဟာတရွာထဲမှနေထိုင်နေသူမနဲ့အရန်ကိုမှခင်မင်ရင်းနှီးရတယ်အသက်၁၄နှစ်အရွယ်ဒေဂင်းအေးဆိုတဲ့မိန်းကလေးကိုကိစ္စနဲ့အပြင့်သွားစရာရှိတဲ့အဖော်ခနာလိုက်ပေးဆိုပြီးလိန်ခေါ်ကမကြသေးခင်ကမှထောင်ကားထွက်လာတဲ့နိုင်ချင်းဆိုသူရဲ့အိမ်ကိုခေါ်သွားပြီးဒေဂင်းအေးကိုဟုတ်ပြောတိပြောနဲ့အရက်တိုက်ခဲ့ပါတယ်ဒီလိုနဲ့ကလေးမလေးမူသွားတဲ့အခါမှာတော့ တရက်ခံဖြစ်သူနိုင်ချင်းဆိုသူဟာခလီမလီကိုအိမ်ထဲပွေးချီသွားပြီးအာဓမပြူကျင်ခဲ့ပါတယ်။အိုင်နောက်ပိုင်းမှာခလီမလီအမူးပြေးပြီးနိုးလာတော့နိုင်ချင်းရဲ့အိမ်ကနေထွက်ပြေးခဲ့ပေမဲ့နိုင်ချင်းဆိုသူတွေ့သွားခဲ့တာကြောင့်အနောက်ကနေလိုက်ဖမ်းပြီး ်ခလီမလီကိုတန်ကြုံတဲ့ခါခါထထခပြူကျင်ခဲ့ပါတယ်ဒီလိုနဲ့ပဲခလီမလီဟာနိုင်ချင်းဆိုသူရဲ့လက်တဲအချိန်ကိုစောင်းပြီးထွက်ပြေးခဲ့ရပါတယ်ခလီမလီထွက်ပြေးလွန်မြောက်လာပြီးနောက်ပိုင်းမှာတော့သူမကျူးလွန်ခံခဲ့ရတဲ့အကြောင်းတွေနဲ့ပတ်သက်ပြီးမိဘတွေကိုပြောပြကာရဲစခန်းမှာသွားပြီးတရက်ခံဖြစ်သူနိုင်ချင်းဆိုသူကိုတိုင်ကြားအမှုဖွင့်ခဲ့ပါတယ်ဒီလိုနဲ့ထိုင်းရဲတပ်ဖွဲ့မှအသက်14နှစ်အရွယ်ခလီမလီကိုကျူးလွန်ခဲ့တယ်တရက်ခံဖြစ်သူနိုင်ချင်းဆိုသူကိုလိုက်လံရှာဖွေဖမ်းဆီးခဲ့ပြီးအိုင်းနောက်ပိုင်းမှာတော့ခလီမလီကိုလိန်ပြီးခေါ်သွား ွာခဲ့တဲ့နန်ဆောင်ဖိမ့်ဆိုတဲ့မိန်ကလေးကို သူမနေထိုင်တဲ့အိမ်မှာသွားရောက်ဖမ်းဆီးခဲ့ပါတယ်။အဖမ်းခံရပြီးနောက်ပိုင်းမှာသူမဟာကလေးမလေးကိုလိန်ခေါ်သွားပြီးဒစိမ့်အမျိုးသားနဲ့ပေးပြူးခြင်းခဲ့တာကိုဝန်ခံခဲ့ပေမဲ့သူမပြောတာကတကယ်လို့သူမသားအလို့မလို့ဘူးဆိုရင်တရခန့်ဖြစ်သူနိုင်ချင်ရဲ့လက်ချက်နဲ့သူမမဒိန်ချင်းခံရမှာဖြစ်တယ်လို့နန်ဆောင်ဖိမ့်ဆိုတဲ့မိန်ကလေးမှပြောပါတယ်။ လက်ရှိမှာတော့ထိုင်းရဲတပ်ဖွဲ့မှအသက်14နှစ်အရွယ်ကလေးမလေးကိုပြူကျင်ခဲ့တဲ့နိုင်ချင်းဆိုသူနဲ့ကလေးမလေးကိုလိန်ပြီးခေါ်သွားခဲ့တဲ့အသက်16နှစ်အရွယ်နန်ဆောင်ဖိမ်ဆိုတဲ့မိန်းကလေးကိုဖမ်းဆီးထားခဲ့ပြီးထိရောက်စွာအေးအေးယူသွားမှဖြစ်တယ်လို့ထိုင်းရဲတပ်ဖွဲ့ကပြောပါတယ်။